ပရိသတ်တွေအားလုံးကိုကျမတို့ရဲ့9 million channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဟုတ်ကဲ့ပါကျမတို့ရဲ့ channel ကနေဇလန်းကောင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီကနေ့မှလည်းစာရေးသူမောင်တင်ဆက်ရေးသားထားတဲ့အောက်လန်းဘိုးထင်တဲ့တရေတစီသပတ်ဆိုတဲ့ပထမပိုင်းကိုအစအဆုံးတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပရိသတ်များအားလုံးကလိုက်ပါလို့နှာစင်ပေးပါအောင်ရှင်။ ကျမတော့တက်ဆက်သူတင်းရင်းဆန်းပါတောင်စွဲနှွေးကြွယ်တဲ့အချိန်ကိုနေဝင်မိုးချုပ်ချိန်လို့ဆိုကြတယ်။အဲဒီလိုနေဝန်နီနီအနောက်ဘက်တောင်တန်းပြပြတဲ့အတွင်းကိုဝင်ရောက်ငုံရှိုးသွားတာနဲ့အလင်းရောင်ကပျောက်ပြီးတော့အမောင်တူကကြီးစိုးသွားတော့တယ်။အဲဒီအချိန်အဲဒီခါမှာတောရချင်းဆက်သွဲထားတဲ့လဲလန်းလေးမှာလူနှစ်ယောက်ကလမ်းလျှောက်လို့နေပါတယ်။တယောက်ကအသက်အရွယ်ကြီးရင်နေပြီဖြစ်တဲ့ဦးဝေလာနဲ့ အခြားတယောက်ကတော့ခလေးမကြလူငယ်မကြအရွယ်ဖြစ်နေပြီဖြစ်တဲ့မောင်ဘိုးထင်တို့ပဲဖြစ်တယ်။သူတို့နှစ်ယောက်ကဝေးခိုင်းရွာမှာနေပြီးတော့နေလက်ကလေးကထွက်လာတာဖြစ်ပြီးတော့အခုမိုးချုပ်လာတဲ့အထိရွာတရွာအောင်မတွေ့ရသေးဘူး။အဲဒါကြောင့်အနောက်ကလမ်းလျှောက်နေတဲ့မောင်ဘိုးထင်ကသူ့ရဲ့အရှေ့ကဥဝေလာကိုအတန်ခတ်တိုးတိုးနဲ့စကားဆိုလိုက်ကြတယ်။ဆရာကြီးမိုးလဲချုပ်ပြီးဘိုင်လဲစာပြီးဆရာကြီးသွားတဲ့ရွာကိုမရောက်သေးဘူးလားဗျ။ရောက်တော့မယ်ထင်ပါတယ်ကွာ။ညို့ ဆရာကြီးကလည်းတခြားမသိဘူးလားငါလမ်းတွေ့ရင်ရွာရောက်မယ်ရွာရောက်ရင်လူတွေ့မယ်လူတွေ့ရင်အကူအညီလိုတဲ့သူရှိမယ်ဆိုပြီးလာခဲ့တာပဲကွာသွားပါပြီဆရာကြီးရဲ့အဲ့ဒီလိုမှန်းတာသိရင်ကျုပ်ထမင်းထုတ်ခဲ့ပါတယ်မင်းကလည်းထမင်းတစ်နက်တနေလေးငတ်တာဘာမှမဖြစ်ပါဘူးကွာအင်းပါဗျာအင်းပါစကားတပြောပြောနဲ့သူတို့နှစ်ယောက်ကလမ်းဆက်လျှောက်လာတဲ့အခါမလန်းမကန်းမှရှိတဲ့ရွာကွက်တစ်ကွက်ထဲကမီးလင်းရောင်ခက်ပြပြကိုတွေ့လိုက်တာမို့ ိုက်ဆံနေတဲ့မောင်ဘိုးထင်အားဥဝေလာကိုစကားဆုံလိုက်ကြတယ်။ဆရာကြီးပုံမှန်တဲထင်တယ်ဗျ။သူတို့သွားအောင်ငွေလေးပေးပြီးတော့ထမင်းလေးပါလေးချက်ခိုင်းလို့ရမလားမသိဘူး။ငါကောင်တော့တတော်ကိုစားနေပြီထင်တယ်။ကဲကဲသွားကြတာပေါ့ကွာ။မသွားလို့မရဘူးဆရာကြီး။နောက်ထပ်နည်းနည်းလေးသာဆက်ပြီးလမ်းရှောင်းရရင်တော့ဆရာကြီးကျုပ်ကိုခုံပိုးရတော့မှာ။ဟဲ့ကောင် မင်းပြောတော့တနေ့ကုန်လမ်းရှောင်းခဲ့ဘူးလေဆို။အခုဘလို့ဖြစ်တာလဲကွာ။ထမင်းလည်းမစားအောင်ရေလည်းမတောက်အောင်လေဗျာ ဘယ်ရအင်အားတွေနဲ့လမ်းဆက်ရှောင်းရမှာလဲပြီးပါကွာငါအမှားပါလာလာသွားချစို့ဥဝေလာနဲ့မောင်ဘိုးထင်တော့မီးရောင်ရှိတဲ့တဲလေးစီကိုဦးတင်လိုက်ပါတယ်မကြမီအချိန်မှာတော့တဲအရှိကိုရှောင်းလာတဲ့မောင်ဘိုးထင်ကအတန်ခက်ကြကြနဲ့တဲတဲကိုငုံကြည့်ရနဲ့အော်ခေါ်လိုက်တယ်တဲရှင်တို့ရိုးတဲရှင်တို့ဘသူတွေတုံးဝင်ခဲ့လေဟုတ်ကဲ့မောင်ဘိုးထင်ကတဲကုတ်လေးအတွင်းကိုအရင်ဝင်လိုက်တယ် အနောက်ကနေဥဝေလာမှာလိုင်ဝင်လိုက်တယ်။တဲထဲမှာတော့အသက်90ရွယ်လူကြီးတစ်ယောက်ကတဲအိတ်ဆင်လေးပေါ်မှာထိုင်ပြီးတော့ဆေးပေါလိမ့်တောက်နေတာကိုတွေ့လိုက်ရတယ်။သူကမောင်ဘိုးထင်တို့ဝင်လာတဲ့အခါမရှင်မလန်းဖြစ်နေတဲ့ကြားပြုံးပြလိုက်ပြီးတော့ကဲမိတ်ဆွေတို့ထိုင်ပြ။ဟုတ်ကဲ့ဥလိယတယောက်ထဲနေရလား။အေးကွာငါတယောက်ထဲပဲ။ဥလိယချုပ်တို့အကူကြီးတစ်ခုလောက်တောင်းချင်လို့ဗျ။မောင်ဘိုးထင်ကတဲပိုင်ရှင်ကြီးကိုစကက်ဦးတန်းလိုက်တယ်။ အဲဒီခါတဲပိုင်ရှင်ကြီးကမောင်ဘိုးထင်ကိုအကဲခတ်တယ်လို့ခြေလာပြောဘာအကူကြီးတောင်းမလို့လဲကွာငွေရေးကြေးဆိုရင်တော့မတက်နိုင်ပေဘူးငွေရေးကြေးတော့ပါတယ်ဗျဒါပေမဲ့ဥလေးပေးရမှာမဟုတ်ပါဘူးကျုပ်ကပေးမှာပါငါတူပြောတာကိုဥကြီးနားမလဲဘူးအဲဒီခါမောင်ဘိုးထင်ကသူ့ရဲ့လွယ်အိမ်ထဲကငွေတချို့ကိုထုတ်ပြီးတော့တဲပိုင်ရှင်ကြီးစီကိုကန်ပေးလိုက်ကဥလေးရေဒီငွေကိုယူပါဗျာပြီးရင်ကျုပ်တို့နှစ်ယောက်အတွက်ထမင်းချက်ကျွေးနိုင်မလား မောင်ဝိုးထင်ရစကားကိုကြားပြီးတော့တဲပန့်ရှင်ကခေတ္တလောက်တွေးနေလိုက်ကချက်ပေးရတော့ရပါတယ်ဟင်းတော့ကောင်းမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဟင်းချက်စရာရှားတယ်နိသမင်းစားရရင်ကိုရပါပြီဗျာရော့ဦးလေးငွေရောမယူပြရစင်နဲ့ဧည့်သည်နှစ်ယောက်လောက်ကတော့ထမင်းကျွေးနိုင်ပါသေးတယ်တဲပန့်ရှင်ကမောင်ဝိုးထင်ပေးတဲ့ငွေတွေကိုလက်မခံပေမဲ့သမင်းချက်ပေးဖို့အတွက်ကိုတော့လက်ခံလိုက်တယ်အဲဒီနောက်တဲပန့်ရှင်ကြီးကသမင်းစားပြီးချက်ပြုတ်တော့မှဖြစ်တာမို့ မောင်ဘိုးထင်အားကုလုပ်ပင်းရနေတဲပိုင်ရှင်ရဲ့အမိနာမကိုသိလိုက်တယ်။တဲပိုင်ရှင်ရဲ့နာမည်ကဥတောင်းကြီးဖြစ်ပြီးတော့အခုတဲရှိရာနဲ့တော်တော်လှမ်းတဲ့ကျွန်းတော်ရွာမှာနေထိုင်နေသူပါ။သူမှာသားသမီး၅ယောက်ရှိပြီးတော့သူတစ်ပါးအိမ်ဝိုင်းအတွင်းမှာအိမ်ဆောင်နေထိုင်ရသူတယောက်ချင်းဖြစ်တယ်။မောင်ဘိုးထင်အနေနဲ့အဲ့ဒီအကြောင်းအရသာသိပြီးတော့ဥတောင်းကြီးစိတ်ညစ်နေတဲ့အဓိကအကြောင်းအရတော့မသိရသေးဘူး။ချက်ပြုတ်ရတာလည်းထင်းမီကောင်းကောင်းနဲ့ဖြစ်တာမို့အလင်းမြန်မဲပြင်းပြောက်သွားပါတယ် အဲ့နောက်ဦးသားရင်နဲ့အတူမောင်ဘိုးထင်တဲ့ဦးဝေလာတို့ကတဲပေါ်မှာထိုင်ပြီးတော့ထမင်းစားတောင်းလိုက်ကြတယ်။ပြေဆုံးမှုမရှိပေမဲ့ထမင်းစားနေတဲ့အတွက်မောင်ဘိုးထင်တဲ့ဦးဝေလာ ထမင်းအလွန်စားကောင်းသွားပါတယ်။မင်းစားပြရနဲ့ဦးဝေလာထမင်းချက်ပြုတ်ကျွေးမှုရဲ့တဲပိုင်ရှင်ဦးသားရင်ကိုချီးကျူးစကားဆုံးလိုက်တယ်။ဒီကမိတ်ဆွေကြီးကအချက်ပြုတ်တော်တော်ကိုတော်တာပဲဗျ။ပေးချမ်းသာအောင်ပြောပြီးလို့ဝမ်းမြောက်ရပါတယ်ဗျာ။ တကယ်ပြောတာပါဗျာရှိတာလေးနဲ့ဖြစ်တယ်လို့ချက်တာကိုကစားလို့ကောင်းနေတာဘိုက်စာလုံးနေမှာပေါ့ဗျာနေစမ်းမအောင်ဗျာခမရကျွန်းတော့ရွာနော်ဟုတ်ပါတယ်ကျွန်းတော့ရွာကိုသိလို့လားကျွန်းတော့ရွာကိုတော့မရောက်ဘူးပါဘူးကျွန်းတော့ရွာဥကြီးကိုတော့သိတယ်အလဲပိုင်းကအထက်လန်းဆရာဥကြီးကိုပြောလာလားမေးဆွေ ဟုတ်မယ်သူပြောမှုကတော့သူ့ရွာမှာအထက်လန်းဆရာသူတယောက်တည်းရှိရယ်ဆိုလားအဲ့ဒါဆိုရင်တော့သိကြပါတယ်ရွာလမ်းမကြီးတိုင်းသာသွားပြင်းတောင်ပြင်ခင်းနဲ့ အိမ်တော်ခံကတရွာလုံးမှာသူ့တအိမ်နဲ့ရှိတယ်။ဟုတ်ပါပြီ။ဒီညတော့ဒီမှာပဲတဲခုပြရစီဗျာ။နက်ပြန်မှာပဲကျုပ်တို့ဆရာတပည့်သွားလိုက်မယ်။ကောင်းပါပြီဗျာ။ကောင်းပါပြီ။မောင်ဘိုးထင်ကဥဝေလာရဲ့စကားကိုသဘောမကျ။အစင်မပြေတဲ့သူတွေကိုကူညီပေးနေတဲ့ဥဝေလာတဲပိုင်ရှင်ဥတောင်းယူကိုမျက်ွယ်ပြုပြီးတော့ကျောင်းတော်ရွာကိုသွားမယ်ဆိုတာမို့နားမလည်နိုင်ဖြစ်တယ်လို့သဘောလည်းမကျ။အဲအကြောင်းဘတ်စကားမှမပြောဘဲနဲ့ ဥဝေလာကိုအတန်တိတ်ဆန္ဒပြလိုက်ပါတယ်။မောင်မိုးထင်ရဲ့စိတ်မှာဖြစ်နေတာကိုဥဝေလာအနေနဲ့သိလိုက်ပြီမယ်။တစ်ချက်ပြုံးလိုက်ကမတိကျူးကြုံပြုလိုက်ပါတယ်။ဒီလိုနဲ့ဥဝေလာနဲ့မောင်မိုးထင်တို့ကဥတောင်းရဲ့အိမ်မှာညအိမ်လာပြီးတော့မနက်မိုးလင်းတာနဲ့အဲ့ရဟာနိုးချပြီးရနောက်ရေနွေးချမ်းဟိုးတည်နေတဲ့ဥတောင်းရီကိုဥဝေလာကစကားဆုံးလိုက်တယ်။ကဲမိတ်ဆွေကျုပ်တို့ထမင်းချက်ကျွေးတဲ့အပြင် ညအိမ်နားနေခွင့်ပြုတဲ့အတွက်ကျေးဇူးတင်ပါတယ်။နေလဲထွက်တော့မယ်ဆိုတော့ကျုပ်တို့လည်းကျောင်းတော်ရွာကိုခေးဆက်လိုက်ပါအောင်မယ်။ရပါတယ်ဗျာ။ကျုပ်ကလည်းအဲ့ဝဲမကျေနိုင်လို့စိတ်မကောင်းပါဘူး။ခင်ဗျားသိတဲ့အတိုင်းဧည့်သည်ကိုအနည်းဆုံးချက်တစ်ကောင်လောက်တော့ချက်ကျွေးရမယ်မလားဗျာ။အခုတော့မရှိရှိတာလေးနဲ့ချက်ကျွေးလိုက်ရတာတဲ့အားနာတယ်ဗျာ။ရပါတယ်ဗျာ။စေရနာနဲ့ကျွေးရမှုထင်ပါတယ်။တော်တော်လေးစားလို့မိန်ပါတယ်။ကဲသွားလိုက်အောင်မယ်ဗျာ။နောက်မှတွေ့တော့တာပေါ့။ဟုတ်ကဲ့ပါ။ ဒီဘက်ကိုရောက်ဖြင့်ကျောက်စီကိုဝင်သာဝင်ခဲ့ပြာနော်။ကောင်းပါပြီ။ဥဝေလာတဲပိုင်ရှင်ဦးတောင်းကြီးကိုနှုတ်ဆက်ပြီးထွက်သွားတာမို့မောင်ဘိုးချင်ကလည်းတဲပေါ်အားဆင်းပြီးတော့တဲပိုင်ရှင်ဦးတောင်းကြီးကိုနှုတ်ဆက်ကတဲအပြင်ကိုထွက်သွားတယ်။ပြီးတော့ဥဝေလာနောက်ကိုခက်မြန်မြန်ပဲလိုက်သွားတော့တယ်။ဘိုးချင်တိတ်လာစီလားကွာဘာဖြစ်လို့လဲ။ဘာမှမဖြစ်ပါဘူး။ငါမင်းနဲ့တွေ့တာမကြသေးပေမဲ့မင်းဘာဖြစ်နေရဲဆိုတာတော့ငါသိပါတယ်ကွာ။ ကျွန်တော်ရွာကိုခေဆက်နေတဲ့ဦးဝေလာနဲ့မောင်ဘိုးထင်တို့နှစ်ယောက်ထဲမှာဦးဝေလာသူ့ရဲ့အနောက်ကအတန်တစ်ချက်မထွက်ဘဲလမ်းလျှောက်နေတဲ့မောင်ဘိုးထင်ကိုလက်မကြည့်ပဲစကားဆုံနေတာဖြစ်တယ်။အဲဒီခါမောင်ဘိုးထင်ကသူ့ရဲ့မကျေနပ်ချက်ကိုချက်ချင်းမပြောသေးဘဲနဲ့တော်တော်လေးကြားလာမှခွင့်ချတော့တယ်။ကျုပ်တခုနားမလဲလို့ဆရာကြီးပြောတော့အဆင်မပြေတဲ့သူတွေကိုကူညီပေးမယ်ဆို။အခုကျုပ်တို့ကိုထမင်းချက်ကျွေးရဲ့ဦးတောင်းကြီးကအဆင်မပြေဘူးလေဗျာ။ ဘာလို့သူ့ကိုမကူနေရလဲအဲ့ဒါကိုကြုံနားမလဲဘူးမောင်ဖိုးထင်ကမကျေမနက်နဲ့ပြောလာတဲ့စကားကိုကြားတဲ့အခါဥဝေလာတစ်ချက်ပြုံးလိုက်ပြီးတော့အော်မင်းကအဲ့ဒါကိုမကျေမနက်ဖြစ်နေရလားဒီတိုင်းရော့အင့်လုံငွေပေးတိုင်းလူတွေကယူမဲ့ထင်လားဥဝေလာရဲ့စကားကြောင့်မောင်ဖိုးထင်ကတစ်ချက်တွေ့ဝေသွားတယ်ဟုတ်ပါတယ်သူတို့ထမင်းစားဖို့အတွက်ငွေပေးခဲ့တာကိုတော့ဦးတောင်းကြီးအနေနဲ့လက်မခံခဲ့ပဲနဲ့အလကားချက်ကျွေးတယ် အဲ့ဒီအတွက်အကြောင်းပြချက်မရှိဘဲငွေပေးရင်သူလက်ခံမယ်လို့သူမထင်အဲ့အရာဥဝေလာကိုအမြင်မကြီးမလဲဖြစ်နေတာမရှိဘဲနဲ့ကောင်းကောင်းမွန်မွန်နဲ့အကျိုးအကြောင်းကိုမေးမြန်းလိုက်တယ်ဆရာကြီးအဲ့ဆိုကျောက်တူကဥတောင်းကြီးကိုမကူညီတော့ဘူးလားအဲ့လိုလည်းမဟုတ်ဘူးကူညီမယ်ဒါမဲ့ငွေရေးကြေးရေးထဲသူပြဿနာအရင်ခက်အောင်သိရင်ပိုကောင်းတာပေါ့မင်းလူကလည်းငါတို့ကို ပြောပြမဲ့ပုံမပေါ်ဘူးလေအဲ့ဒါတော့ဟုတ်တယ်ဗျာ ။ဦးတောင်းကြီးကနည်းနည်းလေးလက်ပေါက်ကပ်မဲ့ပုံပဲ။အေးအဲ့ဒါပြောရလေငါကူညီချင်ပါတယ်ကွာ။ဒါပေမဲ့သူ့ပုံကြည့်ရတာလွယ်လွယ်နဲ့ငွေလက်ခံယူမဲ့သူတော့မဟုတ်ဘူးကွာ။ပြီးတော့အเจ้าဆောင်ပေးရင်လည်းပြင်မဲ့သူမဟုတ်ပြန်ဘူး။တေကြတာကတော့စိတ်ညစ်စရာတစ်ခုခုနဲ့ကြုံတွေ့နေရတယ်ဆိုတာပဲ။အဲ့ဒါဆိုဆရာကြီးကဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ။အော်မကြခင်သိရမှာပေါ့။ကဲခတ်တွတ်တွတ်လေးရှောက်ကြဆိုကွာ။ဦးဝိလာရဲ့စကားကြောင့်မောင်ဖိုးထင်ရလဲနောက်ကနေခတ်တွတ်တွတ်ပဲလိုက်ရှောင်းလိုက်ပါတယ် လေယာခွက်တွေပြီးမှရှိရဲလှဲလန်းအတိုင်းလမ်းရှောင်လာတဲ့အခါများမကြမီချိန်မှာတော့တစ်ပင်သင်းရိပ်တွေအုံဆိုင်နေတဲ့ရွာတရွာကိုအဝေးကလှမ်းမြင်လာရတယ်။အဲ့ဒီရွာရွာကြီးတရွာမဟုတ်ပေမဲ့သေးတယ်တော့မဆိုတာ။မောင်ပိုးတင်တဲ့ဥဝေလာတို့ကရွာထဲရောက်ဝင်သွားပြီးရဲ့နောက်တဲပန်ရှင်ပြောလိုက်တဲ့ရွာလေလန်းလေးအတိုင်းသွားတဲ့အခါမှာသိမ့်မကြခင်မှာပဲတင်းတောင်ပြေခင်းအင်ကြီးတလုံးကိုတွေ့လိုက်ရတယ်။အဲ့ဒီအင်ကြီးကအထက်လန်းစရာဦးကြီးရဲ့အိမ်ဖြစ်မယ်လို့ဥဝေလာကတွေ့ပြီးတော့ အိမ်ကြီးတရှိတဲ့အိမ်ဝိုင်းထဲကိုဝင်လိုက်တယ်။သူတို့နှစ်ယောက်အိမ်ထဲကိုဝင်လိုက်ကြတယ်။အိမ်ကြီးရှင်ဦးကြည်ဟာအိမ်ပေါ်ဆင်းလာတဲ့ချိန်နဲ့တိုက်ဆိုင်ပြီးတော့ဦးကြည်ဟာအိမ်ဝိုင်းထဲဝင်လာတဲ့ဦးဝေလာနဲ့မောင်ဘိုးတို့နှစ်ယောက်ထဲကနေဦးဝေလာကိုကြည့်လိုက်ကဆရာကြီးဝေလာမလား။ဟုတ်တယ်လေမှတ်မိတယ်မလားဦးကြည်။မှတ်မိတာပေါ့။ကျုပ်ဆရာကမမှတ်မိပဲနေရိုးလားဗျာ။တော်သေးရပါကွာမှတ်မိလို့ဆရာကြီးကတော့နောက်ပြီလာလား ။ဦးကြည်ကသူ့ရဲ့ဆရာဖြစ်ဘူးတဲ့ဦးဝေလာကိုတော်တော်ရိုကျိုးသူတစ်ယောက်ဖြစ်တယ်။အိမ်အောက်မှာရှိတဲ့စပွဲတန်းလျားစီကိုရိုရိုတတိခေါ်ဆောင်ပြီးတော့သူ့ရဲ့တပည့်လက်သားတယောက်ကိုရင်းနှွေးချက်နဲ့အမိတွေပြန်ဆင်စေကာသူကလည်းဦးဝေလာတို့ဧည့်ခံစကားဆွလိုက်တယ်။ဆရာကြီးကျုပ်အိမ်ကိုရောက်လာလိမ့်မယ်လို့ကိုမထင်မိဘူးဗျာ။ကျုပ်လည်းလာဖို့အစီအစဉ်မရှိပါဘူး။ကျွန်းတော်ရွာဆိုတာနဲ့ဦးကြည်ကိုအမှတ်ရသွားလို့လာခဲ့တာဟုတ်ကဲ့အေးစစင်းနာနာနေနေနေပြီးမှပဲအလို့ရှိအောင်ပြန်ကြွားပါဆရာကြီ ကျောင်းအိမ်ကိုဆရာကြီးအိမ်လိုပဲသဘောထားပြီးနေပါ။ဒါနဲ့ဟိုကလေးကဘာလုပ်လဲဆရာကြီး။ဦးချေကဦးဝေလာအနီမှာထိုင်နေတဲ့မောင်ဘိုးထင်ကိုညွှန်ပြရင်းနဲ့မေးလိုက်တယ်။အဲဒီခါဦးဝေလာကလည်းရင်းနှွေးချမ်းတစ်ခွက်ကိုမောတောင်းလိုက်ကဒီကောင်လေးကကျုပ်တပည့်မှာနာမည်ကဘိုးထင်တယ်လေ။အော်ဆရာကြီးကတပည့်တော်ထားနေပြီပဲ။အင်းလိုအပ်လို့ပေါ့တခုမေးရအောင်မယ်။တောင်းရီဆိုတဲ့လူကိုသိလား။သူကရွာနဲ့ခလန်လန်တောထဲမှာနေတယ်လေ။ ဦးကြည်ကအိုးဝေလာရဲ့အမေကိုချက်ချင်းမဖြေဘဲနဲ့တခုခုတွေးပြီးတော့စိတ်မသက်မသာဟန်တဲ့စကားဆိုပါတယ်။သိတယ်ဆရာကြီး။နို့ဆရာကြီးကလည်းတောင်းကြီးကိုသိတာလား။ရွာလာတဲ့လမ်းမှာကျွတ်တို့နှစ်ယောက်ကိုထမင်းချက်ကျွေးခဲ့တာပါ။သူကြည်ကတော့အဆင်ပြေဖို့မပေါ်ဘူး။ဘာရီများဖြစ်နေရလဲ။ဦးကြည်သိရင်လည်းစိုးစမ်းမအောင်။ကျွတ်ကောင်းကောင်းသိတာပေါ့ဆရာကြီးက။သူ့ကိုကူညီပေးနေတာလေ။ရိုးရိုးတော့မဟုတ်ဘူး။တရေတစေတပတ်အစုံအတိုက်ခံနေရတဲ့သူဆိုပါတော့ OGS ကကြောင့်အိုးဝိတ်လာတာမက မောင်ဘိုးထင်မှာအံ့ဩသွားပါတယ်။ဘလို့အကြောင်းနေကြောင်းများတာမန်တောင်သူလယ်သမားတယောက်ကိုတိုက်ခတ်ရတယ်ဆိုတာနားမလည်နိုင်ဖြစ်မိတယ်။သူတို့နှစ်ယောက်နားမလည်နိုင်ဖြစ်နေတာကိုသိတဲ့ဦးချင်းကဆက်ပြီးတော့စကားဆိုလိုက်ပါတယ်။ဆရာကြီးတို့တွေးမရဖြစ်နေတယ်ထင်တယ်။ဟုတ်တယ်၊သူကြည့်ရတာလည်းရှင်ရရှင်ဖြစ်ပုံမရပါဘူး။ဘလို့အကြောင်းကြောင့်နဲ့များအခုလိုဆင်းရဲသားတယောက်ကိုတိုက်ခတ်ရတာလဲ။ကျုပ်ပြန်နားမလည်နိုင်အောင် ဖြစ်မိတယ်။အကြောင်းဆောင်သိသွားရင်တော့ဆရာကြီးတို့နားလည်မှာပါ။ တောင်းရီကလည်းကျုပ်ကိုသူဖြစ်ပြသည်မအကြောင်းစုံကိုပြောပြထားရဆိုတော့ဆရာကြီးသိချင်းကျုပ်ပြန်ပြောနိုင်ပါတယ်။ "No, ဆိုတော့လည်းပို့အဆင်ပြေတာပေါ့။ကဲပြောစမ်းပါအောင်ဦးကြည်ရေ။ကျုပ်တို့ကူညီနိုင်ရင်ကူညီပေးရတာပေါ့။ဦးဝင်လာရဲ့လလလလားတောင်းဆုံမှုကြောင့်ဦးကြည်ကရင်းနှွေးချမ်းတစ်ခွက်ကိုတစ်ချိုင်းလောက်တောက်ပြီးတော့ဦးတောင်းရီဆိုသူရဲ့အကြောင်းကိုဖောက်သွဲချပါတော့တယ်။ကျွန်းတော်ရွာလေးမှာနေထိုင်တဲ့ဦးတောင်းရီကသားသမီးလေးယောက်တို့ရဲ့ဖခင်ကောင်တယောက်ဖြစ်တယ်လို့ မတ်ကျင်လိုအမိရတဲ့သူ့ရဲ့ဇနီးတဲ့ဖြစ်သူအတွက်လဲခင်မုန်းကောင်းတယောက်ဖြစ်တယ်။သူကစမ်းမရင်မကောင်းတဲ့သမီးနှစ်ယောက်နဲ့အစိုးကြီးမဟုတ်တဲ့ကောင်းကောင်းမချမ်းမာတဲ့ဇနီးတဲ့တို့ယောဂပြားတွေကင်းစင်အောင်ပြုစုစောင့်ရှောက်ကုသပေးလိုက်ကြမို့ပန်းဆိုင်ကယ်ဘူးတဲ့အိမ်ပန်းဆိုင်ကယ်ဘူးတဲ့လှဲနဲ့နွားအပြင် လေယာတို့ကလည်းပြုတ်ပြုတ်ပြုံယုံသားမက နေထိုင်စရာအိမ်ဝိုင်းနဲ့အိမ်အောင်မရှိတော့ဘဲနဲ့တကွက်ထဲကျန်ခဲ့တဲ့လျှောက်ဆိုင်လောက်ကျတဲ့ရှားခွက်လေးထဲမှာတဲထိုးပြီးတော့ မိသားစုရဲ့ဝန်ရည်ကိုတရင်ငှားလောက်ကဖြည့်ရှင်းပေးနေပါတယ်။ရွှေရှိမှအမျိုးတော်ချင်ကြတဲ့လူအတိုင်းဝိုင်းကြောင့်ဆွေမျိုးသားချင်းရဲ့အထောက်ပံ့အောင်ဗလာနတိဖြစ်တယ်။တနေ့ခါမှာတော့တဲအတွက်မှာမိသားစုအဆောင်လင်ရှိနေတော့တရွာထဲနေဦးမြအောင်လို့အမိရတဲ့ဘာထွေးတော်တဲ့သူကတဲတဲ့ကိုရှောင်လာတော့တယ်။ဦးမြအောင်ကအသက်အရွယ်ကြီးနေပြီဖြစ်ပြီးတော့ဦးတောင်းရီမိခင်နဲ့မောင်ရင်တော်ဆက်သူဖြစ်တယ်။အသက်အရွယ်ကြီးပေမဲ့တားထောက်သမီးခင်မရှိတာကြောင့် သရင်ငါးရည်နဲ့သာသူ့ပိုင်တဲ့လယ်တွေကိုလောက်ကင်ပြီးတော့ဇနီးဖြစ်သူဒေါ်တင်ကြောင့်လည်းသရင်ငါးရည်နဲ့အဆင်မပြေဘဲနဲ့တစ်နှစ်တယောက်ကြာသရင်ငါးပြောင်းနေရသူဖြစ်တယ်။ငါတူတောင်းရင်မင်းမောင်ညွန်းတို့အိမ်ကထွက်လိုက်ကွာငါ့အိမ်မှာလာလို့ငါ့အိမ်ဝိုင်းရလဲအချိန်ပဲအိမ်နောက်မှာအိမ်ဆောင်နေကြပေါ့ကွာကလေးတွေတော်ထဲမှာနေနေရတာမသင့်တော်ပါဘူးဦးလေးကနေခိုင်းတာတော့ဟုတ်ပါပြီအကြီးရောသဘောတူပါမလားမင်းအကြီးကပစည်းပစက်များတာပဲရှိတာပါကွာသူလည်းမင်းကိုချစ်ပါတယ် အရင်ကလေးကမင်းကိုခေါ်ကျဲနေတာဖိုကောင်သိမ်းမောင်တို့တွေကဖြက်ရဖြက်လုံနေလို့သိမ်းမောင်ဆိုသူကတခြားသူမဟုတ်ဦးတောင်းကြီးရဲ့အကိုတော်ဆက်သူဖြစ်တယ်။ဒီကိုရီးယားငွေချေးချမ်းသာတဲ့ဦးလေးဖြစ်သူရဲ့အိမ်မှာသူတို့ရဲ့သားသမီးတွေကိုထားခိုင်းပြီးတော့သားတော်သမီးကမရှိတဲ့ဦးမြအောင်နဲ့ဒေါ်တင်တို့ရဲ့အမွေတွေကိုပိုင်ဆိုင်ခြင်းနဲ့အတွက်ကိုတောင်းကြီးကိုဦးမြအောင်ရဲ့အိမ်မှာမနေစေချင်အမိတဝမ်းနဲ့ရမွေးပေမဲ့သားသမီးတွေရလာတဲ့အချိန်မှာတော့ သူတို့ရဲ့သားသမီးတွေကိုသာပိုင်ဆိုင်ခံစားစေချင်ကြတယ်။အဲဒီလိုနီးတူပါပဲ။တခြားသောဝမ်ကွဲညီကိုတွေကလည်းသူတို့နီးတူသားဖြစ်တယ်။အစင်မပြေသူကိုဖေးမဖို့မပြောနဲ့။ကုညီမဲ့သူရှိနေတဲ့အထိသူတို့ရဲ့လောဘတွေကြောင့်ပိတ်ပင်ထားစီပါတယ်။အဲဒါကလည်းတချို့သောလူသားတွေရဲ့အချင်းစရိုက်တွေပဲဖြစ်တယ်။ဦးမြအောင်ကလုံကြီးကိုင်းရှိတဲ့တောင်းကြီးကိုသဘောချတာမို့သူဖြစ်သူကိုသူ့ရဲ့အိမ်ဝိုင်းမှာနေထိုင်ဖို့အတွက်လာခေါ်တာပါ။ကိုတောင်းကြီးကလည်းဖက်ဖက်ကနေတွေးရတယ်။ မျိုးဤသူဒေါ်တင်းရဝတီကိုသိတဲ့အတွက်ချိန်ဆနေရသေးတယ်။အဲနောက်သာသမီတွေရဲ့ရှေ့ရေကိုမျက်နာမူပြီးတော့ဦးလေးဖြစ်သူရဲ့အစီအစဉ်ကိုလက်တင်ခံလိုက်တော့တယ်။ဦးလေးလည်းအဆင်ပြေကျုပ်လည်းအဆင်ပြေအောင်မလို့ကျုပ်လက်ခံပါမယ်။ဒါမဲ့သားချင်းတွေကတော့ကျုပ်ကိုအမြင်ကြီးမှမဟုတ်နော်။အဲ့တော့ဦးလေးနဲ့ကျုပ်ကိုထိုက်ပြီးမှပဲ။ငါအမျိုးတွေအကြောင်းငါသိပါတယ်ကွာ။ဘာမှစိတ်မပူနဲ့။ငါတငယ်နဲ့စားမဟုတ်ပါဘူးကွာ။အဲ့ဒါဆိုလဲပြီးတာပဲ။ကျုပ်တို့ဘယ်တော့ပြောင်းလာမှလဲပြော။ အင်းအင်းစောက်ကြတာပေါ့ငါ့အိမ်မှာရှိတဲ့တစ်တိနဲ့ပဲစောက်ပေါ့ကွာဘယ်နေ့လောက်စောက်အောင်လဲဦးလေးရက်ကောင်းရက်သားလေးရွေးပြီးစောက်ကြတာပေါ့ကွာဒီလိုနဲ့ဦးမြအောင်ကရက်ကောင်းရက်သားကိုထိုင်းနေရနေတခါလဲတွက်ချက်ပြီးတော့ကိုတောင်းရင်အင်းစောက်အောင်မယ်နေကိုတခါလဲပြောလိုက်ကြောတယ်ဦးမြအောင်ရဲ့အိမ်ဝိုင်းထဲမှာကိုတောင်းရင်တို့အတွက်အိမ်လေးစပြီးစောင်းလုံးနေပြီတကြောတဲ့ရွယ်သားနှစ်ယောက်နဲ့အတူစောက်လုပ်တာမို့တခြားသောရွာကန်တစ်စိမ်းနေနဲ့ဆွေမျိုးဝေးတဲ့ဝမ်းကွဲတွေရလဲ ိမ်ဆောင်တဲ့အခါမှာဝိုင်းမီကူညီပေးပေမယ်အမျိုးရင်းနေရတော့လာရောက်ကူညီတာလုံးဝမရှိဥမြအောင်ရဲ့ဇနီးဒေါ်တန်ကလည်းကိုတန်းယူငယ်ကလေးကချစ်ခင်သူပြီးပြီးဝမ်းမြောက်ဝမ်းသာနဲ့အိမ်ဆောင်ပေးတဲ့သူဝိုင်းကူပေးလို့တဲ့သူတွေကိုမက်ကျင်နဲ့အတူတူချက်ပြုတ်ကျွေးမွေးပါတယ်လာလာထမင်းစားကြတော့အကြီးလက်ရဝတ်သားချက်ထားရနော် ပြီးတော့ချင်ရင်ဟင်းငချောက်ကြော်နဲ့အာရပါရသာလွှေးကြအကြီးတင်တို့ချက်ထားတာဆိုတော့ကျုပ်တို့ဘိုက်တော့ခွေးနှမ်းပြီပေါ့ဗျာ ရွာသားတွေကအရေးတင့်အချက်ပြုတ်ကောင်းတာကိုသိတယ်။ရွာအလူတန်းတွေမှာအရေးတင့်ဝင်မချက်တာနဲ့အလူမပြည့်မစုံဖြစ်တဲ့အထီးဖြစ်တယ်။အရေးတင့်ကပင်ကိုစရင်ကောင်းပေမဲ့အယုံလွယ်တယ်။တောင်းရင်စိတ်ပူလာလဲအရေးတင့်ရဲ့အယုံလွယ်တဲ့အဲ့ဒီစိတ်ကိုပဲဖြစ်တယ်။အခုလောလောဆယ်တော့အရာအလုံးကအဆင်ပြေနေတယ်။မကြမိချိန်မှာတော့တောင်းရင်ရဲ့အိမ်လေးကနေချင်းစပွဲစပြီးတော့ရုံလုံးပေါ်လာတယ်။စိမ့်နေအနေနဲ့မူရီတာပွားနိုင်ပေမဲ့ အမွေရသွားမှာကိုစိုးရင်လည်းအမျိုးရင်းချာတွေကတော့အချင်းချင်းပြစ်တင်ပြောဆိုကြတော့တယ်။တောင်းရင်ဦးလေးကိုဘာတွေလာပြောလဲတော့မသိဘူး။ဒီကောင်ကတတော်ကိုအချိုချောင်လိုချင်နေရပဲ။ပြောမရဘူး။အောက်လဲနေနဲ့လှုပ်ရင်လှုပ်ထားမှာ။အရင်ကတောင်းရင်ကိုဦးလေးနဲ့အကြီးတင်တော့ချီတာမှမဟုတ်တာ။မင်းပြောတာဖြစ်နိုင်တယ်။အခုဆိုအနေတီးတဲ့အကြီးတင်ရမှာတက်တက်လှုပ်ဖြစ်နေတာ။ဒီကောင်တောင်းရင်ဦးလေးရဲ့အမွေတွေကိုအပိုင်စည်းစင်နေတာထင်ပါရဲ့။ အကောင်းမမြင်တဲ့သူတွေကသူတို့ရဲ့အတွေ့အတိုင်းသူတစ်ပါးကိုသူတို့လိုပဲပြုမှုလိမ့်မယ်လို့တွေးထင်နေပုံရတော့တယ်။အဲဒါကြောင့်ကိုတောင်းဤတယောက်ကဦးလေးဖြစ်သူဦးမြအောင်ရဲ့ခြံဝိုင်းကိုရှောက်တဲ့ချိန်ရစပြီးတော့အချို့ဝမ်းခွဲတွေနဲ့မွေးခြင်းအရင်းကြီးတွေကစကားမပြောဘဲနဲ့ရှောင်ဖယ်သွားကြတယ်။နာလိုမုံထားစိတ်ကတတော်ကိုပူလောင်နေထင်ပါတယ်။ကိုတောင်းဤအိမ်ဆောက်ပြရဲ့နေရာစပြီးတော့တောင်းဤအိမ်မှာမရှိတဲ့အချိန်မှာတော့ဦးမြအောင်နဲ့အကြီးတင်းတို့ရဲ့အိမ်လေးပေါ်ကို မနာလိုမရှုဆိုင်ဖြစ်နေတဲ့ဝမ်းခွဲတွေကတယောက်ပြီးတယောက်ရောက်လာပြီးတော့ဝေဖန်ပြောဆိုကြတော့တယ်။အကြီးရဲ့တောင်းရင်ကိုဘလို့အတွေးမျိုးနဲ့အိမ်ဝိုင်းထဲနေခိုင်းတာလဲ။အက္ကောင်ကဂျိုးကောင်းတော့သူ့မွေးပြီးမှအမေဆုံးတာလက်မကောင်းဘူးအကြီးနဲ့ဦးလေးရ။မိစွေတောင်းရင်နဲ့မောင်ရင်မလား။မင်းမလို့ကို့မောင်အဲ့ဒီလိုပြောရတဲ့။မောင်ကမောင်ပဲလက်မကောင်းတာကမကောင်းတာပဲအကြီးတို့အတွက်မလို့လာပြောတာ။အမအကြီးဆုံးတော့တောင်းရင်ကပိုပြီးဒုက္ခရောက်ရတာပါဟဲ့။ အမကြီးဆုံးပြီဆိုတော့နေရအမကြီးအမိရဖျားမှာအခုတော့ကြားလို့မှမကောင်း၏အကြီးတင်ရဲ့ဒဲတို့ပြောစကားတွေကိုသဘောမချပေမဲ့ညပြလာတဲ့စီးစိမ်တွေကိုမတ်မောနေတာကြောင့်ပြန်ပြီးအပြစ်မဆိုရဲပဲနဲ့အရှက်ကင်းမဲ့စွာနဲ့ပြုံးပြင်းနေတော့တယ်မျက်နာပြုံးနေပေမဲ့စိတ်ထဲမှာတော့ကြင်စင်းနေတယ်အမွေရကြင်စင်းကြောင့်သာတင်းကြီးခံနေရတာဖြစ်တယ်ဒီလိုနဲ့ကိုတောင်းရည်ကြီးကိုမောင်နှမတွေကတဖုံနော်ညီကိုမောင်နှမဝန်းခွဲတွေကတမျိုးနဲ့ ကုတောင်းရို့ဦးမြအောင်နဲ့အရေးတင်းတို့အင်အားနှိမ်ထုတ်ဖို့အတွက်ဝိုင်းပြီးတော့ဂုံးချောတိုက်ခိုက်ပြီးတော့တယောက်စင်းတယောက်တက်နဲ့စီကားနေတော့တယ်။ဦးကြည်ဘယ်သွားမှလဲ။ကျုံလိုက်ပုံမယ်လေဗျာ။အော်အေးမင်းဘယ်သွားမလို့လဲတောင်းရင်။ဦးလေးရစမားသွားချိန်ခိုင်းလို့ဗျာ။အဲ့ဒါမကွေးကိုသွားမလို့။တဲတိုက်ဆိုင်ပါလား။ငါလည်းမကွေးကိုသွားမှာ။မကွေးရဥပ္ပါဦးဆန်ဆက်ကိုလေ။ကျုံလည်းအဲ့ဒီဆန်ဆက်ကိုပဲသွားမှာ။ဒါတက်ဗျာ။ ကိုတောင်ရတရွာထဲမှာနေတဲ့အထက်လန်းဆရာဦးကြီးကိုစပိုက်တေတင်ထားတဲ့သူ့ရဲ့လဲပေါ်ကိုတက်ခိုင်းလိုက်တယ်။လဲရှောက်ရတာညောင်းနေပြီဖြစ်တဲ့ဦးကြီးကလည်းမငင်းမနဲ့စပိုက်တေတင်ထားတဲ့လဲပေါ်ကိုတက်လိုက်ပါတယ်။သူတက်ပြီးရနဲ့ကိုတောင်ရလဲကိုမောင်းလိုက်တယ်။အဲ့နောက်သူတို့ကလမ်းတစ်လျှောက်မှာလဲရကိုင်းကျွန်းနေကြောင်းပြောဆိုဖြစ်ကြတယ်။အဲ့နောက်တောရမက်ခီကတော်တော်လေးလှမ်းတာကြောင့်ဦးကြီးကကိုတောင်ရကိုသူတက်မြောက်ထားတဲ့ပညာရက်တွေတည်းက ဘေးရင်ကိုအတောင်းချပြီးတော့တွတ်ပင်းလိုက်တယ်။ဦးကျေကလွယ်အိတ်ထဲကကြောက်တန်နဲ့ကြောက်တင်ပုံကိုယူပြီးတော့ကုတောင်းကြီးရဲ့မွေးတက်ကလေးကိုတီးပြီးတော့တွတ်ချက်ပြီးကကုတောင်းကြီးကိုစပြီးတော့စကားဆိုလိုက်တယ်။တောင်းကြီးမင်းကဒီနှစ်အတွက်အဆိုးမရှိဘူး။နောက်နှစ်ကစနေကြိုစဝင်ပြီကွာ။အဲ့တော့မကောင်းတာတွေတတိကြီးဖြစ်လာလိမ့်မယ်။ဟုတ်လားဗျ။အေးငါတွေ့တဲ့အချိန်ပြောရရင်တော့မင်းကိုမနာလိုတဲ့လူတွေရဲ့အကျင့်စီတွေအောင်လိမ့်မယ်။မိသားစုကျမ်းမာရင်ညံ့မယ်။ ပြီးတော့မင်းကိုယုံကြည်နေတဲ့သူတွေကအထင်အမြင်လွဲတာတွေဇက်တိုက်ဖြစ်လာလိမ့်မယ်။ဟုတ်လား။အဲ့ဒါဆိုကျုပ်ဘလို့လုံးရမလဲဦးကြီး။ရေရရာခြေရမလား။ငါကတော့မြင်တာပဲဟောတာ။ရေရရာနဲ့ပြောင်းမယ်လို့တော့ငါမထင်ဘူး။အမားနဲ့အောင်ပြင်ဆင်ဖို့ကွာ။ငါဒီလောက်ပဲအကြံပေးရတဲ့။အေးဗျာစိတ်ကောင်းစေနာကောင်းအမြဲထားနေရတာပဲ။အဲ့ဒီကြားထဲမှာအဆင်မပြေဖြစ်တော့လဲဘယ်တက်နိုင်မလဲ။ကံဟိုပဲရိုးမယ်ဖွင့်ရတော့မှာပေါ့။မင်းစေနာကောင်းတာငါအသိပါ။ စေရနာကောင်းရင်ကံနေလဲကောင်းလာပါလိမ့်မယ်ကွာအဲ့လိုဖြစ်ပါစေလို့ပဲဆုတောင်းပါတယ်ဗျာငါမင်းကိုဘေးရင်အတွက်ပေးတာစိတ်ရကြအောင်မဟုတ်ဘူးနော်တချို့ຢာတွေကိုချိုးပြီးပြင်ဆင်နိုင်အောင်ကြုံနားလဲသဘောပေါက်ပါတယ်ဦးကြီးဟာကဲတောင်းကြီးဆန်းဆက်လဲရောက်ပြီးမင်းစဘာကြိတ်လိုက်အောင်ငါလဲအိမ်ပေါ်တက်လိုက်အောင်မယ်စကားတပြောပြောနဲ့စဘာရဲ့တင်လာတဲ့ကိုတောင်းကြီးရဲ့လှဲလျာဆန်းဆက်ထဲကိုရှောင်လာတယ်အဲ့နော်ဦးကြီးကလည်းကိုတောင်းကြီးကိုနှုတ်ဆက်ပြီးတော့ဆန်းဆက်ပိုင်ရှင်ရဲ့အိမ်ကြီးပေါ်ကိုတက်သွားတဲ့အတွက် သူကလည်းစပားကြိတ်ဖို့အတွက်ကိုဇိုင်းပြင်းနေမိတော့တယ်။ရှင်လာနဲ့တို့ကကြောင်းလဲလာပြီဖြစ်တယ်။ကိုတောင်းရင်လည်းဦးမြအောင်တို့ရဲ့ဆဆန်ရေးကလည်းကောင်းမွန်နေစေဖြစ်တယ်။ဂျားရဲကသွေးထိုးတိုက်ခိုက်ကြတဲ့သူတွေကလည်းရှိနေစေ။ကိုတောင်းရဲ့လုပ်ငန်းကျွမ်းကျင်မှုကြောင့်လဲရစပားအထွက်ကောင်းသလိုကျန်ပဲပြောင်းနှဲတို့ကလည်းအထွက်ကောင်းလာတယ်။သွေးတိုးတိုက်ခိုက်နေတဲ့သူတွေကလည်းနီးလဲဟောင်းအတိုင်းတိုက်ခိုက်လို့မရရနဲ့တမျိုးကျန်နေ။အကြီးတင့်ဦးလေးကိုပြောအောင်တော့ တောင်းရီစပားတွေဖိုးရောက်နေတယ်တဲ့မဟုတ်တာအေးတောင်းရီလုံးလုံးငါတို့လေတွေစပားအထွက်တွန်းနေတာကြီးတို့အမြင်မဲမလားငါတို့ကိုကရုံးကြိုက်မလောက်ကြဆမ်းပါနဲ့အေးအေးတင်ရင်ကျမတို့ကတကယ့်ကိုတက်တည်တာရကနဲ့မလို့ပြောတာပါမယုံရင်ရွာတောင်ပန်းစပားပွဲစားဝေလွင့်ကိုမေးကြည့်တော်ဆန်းပါအေးငါတို့လေတွေအရင်ကတအေကောက်တရာတော့မထွက်တာလေအခု150ထွက်တယ်နင်တို့တွေအခြေအမြတ်မရှိလို့ခုလိုလာပြောတာကိုမယုံကြီးတို့တောင်းရီမကောင်းချောင်းကိုလာတိုင်းပြောနေတာ တောင်းရံနေလို့မောင်ပါ၏အရေးတရာလဲကျိန်ဖဲများစွာချတဲ့အခါမှာထုတ်လိုက်လို့တော့စိတ်ထဲမှာထင်မိတယ်ခိုင်မာပါလေဆိုတဲ့ကြောက်တန်ကြီးတော့မှအကျိန်ဖဲများစွာတွန်းတိုက်တဲ့အခါမှာရှိုင်နဲ့လာတတ်သေးတယ်အရေးတရာလဲဒေါန်ခီလိုသားပဲမို့တောင်းရီပေါ်မှာယုံကြည်နေတဲ့သူမရဲ့စိတ်အခြေအနေကနည်းနည်းတော့ရှိုင်နေသွားပါတယ်အဲဒီလိုစိတ်အခြေအနေမှာအလူတစ်ခုမှစမားပွဲစားဝေလွင်တဲ့ဆုံတာမို့ တောင်းရည်အပေါ်အခြေပြစပြုနေပြီဖြစ်တဲ့ယုံကြည်မှုစိတ်တို့ကနေနိုးကြလာပြီးတော့လူရှင်းတဲ့အချိန်မှာ မေးမြန်းလိုက်တယ်။ဝေလွင်ငါနဲ့ကိုမေးစရာရှိလို့မေးလေရည်တင်တခြားတော့မဟုတ်ပါဘူးဟဲ။နေ့စီကိုတောင်းရည်စပားရောင်းသေးရဲ့ဆို။ဟုတ်တယ်လေအရင်ရောင်းခိုင်းတာမလား။ဘလောက်များရောင်းတာတော့ကွဲ့။30လောက်တော့ရှိမှာပေါ့။တောင်းရည်ပြောတော့လဲဆိုင်စရိတ်တွေရှင်းဖို့ဆိုလား။အော်အေးအေးကဲဝေလွင်ငါပြန်လိုက်အောင်မယ်ဟုတ်ကဲ့အကြီးတင်အကြီးတင်ကစိတ်မသက်မသာနဲ့ အလူအိမ်ကနေပြန်ခဲ့တယ်အဲ့ဒီအချင်းရကိုသဘောပေါက်တဲ့ဝေလွင်ကမဲပြုံးတစ်ချက်ပြုံးလို့သာနေပါတော့တယ်တော့တူစပားတွေခိုးရောက်တာကိုရှင်သိလားသူတို့ပြောစမ်းပါဟာကြားသွားမှဖြင့်နင့်ကဘသူပြောတော့ဝေလွင်ပြောတာလေရွာမှာစပားရောင်းရင်သူစီမှာပဲရောင်းတာမလားမဟုတ်သေးပါဘူးဟာတောင်းရီလုံးမှာငါတို့လယ်တွေအထွက်တိုးတယ်ငါလည်းသူ့ကိုပေးပြီးစပားပြန်ချိန်ပါတယ်မလျော့ပါဘူးတော်ရလဲစပားထွက်တာကိုရှော့ပြောထားတာနေမှာပေါ့ မောက်သေးပါဘူးဟာငါတို့အဆင်ပြေနေရပဲဘေးစကားတွေမယုံစမ်းပါနဲ့ဦးမြအောင်ဟာတုံးရတူတော်မောင်တောင်းမီကိုမယုံမကြည်မဖြစ်မီဖြစ်เสียလည်းမလိုဘူးလို့တွေးထားတယ်တောင်းမီကလည်းသူတို့ရဲ့အလုပ်တွေကိုလောက်ကင်ခြင်းရစပြီးတော့သူတို့ရဲ့အကျိုးစီးပွားရုံရော်သွားခြင်းလုံးဝမရှိဘဲနဲ့တိုးတက်ကြီးပွားလာတာဖြစ်တယ်အဲဒီနောက်ဦးမြအောင်ဟာသူ့ရဲ့ဇနီးအကြီးတင်ကိုမလိုလားသူတွေပြောတဲ့စကားကိုနားမဝင်မှုဆူဆုံးမှပြည်ရဲ့နောက်တူတော်မောင်ရဲ့အိမ်ဘက်ကိုထွက်လာခဲ့တယ် ူတော်မောင်တောင်းရီရဲ့အိမ်လေးစီကိုရောက်တဲ့အခါတောင်းရီကဝါဘက်အုတ်ထုပ်ကိုလက်ကခံပြီးတော့ဓာတ်တချောင်းကိုခါးကြမှာထိုးပြီးတော့အိမ်လေးပေါ်ကဆင်းလာတာကိုတွေ့လိုက်ရတယ်။အဲဒီအခါဦးမြအောင်ကစကားဆုံးလိုက်တယ်။တောင်းရီဘယ်သွားမလို့လဲကွာ။နှမ်းကင်းသွားချင်မလို့ဦးလေးရေ။အော်အေးအဲ့ဒါဆိုငါလည်းလိုက်မယ်ကွာ။အဲ့ဒါဆိုလည်းသွားအောင်ကျုပ်ခမောက်ယူလိုက်အောင်မယ်။ပြောပြောစစုံတောင်းရီကနောက်ထပ်ဝါဘက်ခမောက်တလုံးကိုရှူပြီးတော့ဦးလေးဖြစ်သူကိုပေးလိုက်တယ်။ ။ဦးမြအောင်ကလည်းတောင်းရီပေးလာတဲ့ဝါဖက်ခမောက်လေးကိုဆောင်းလိုက်ကခဲတောင်းရီသွားစို့ကွာ။ဟုတ်ကဲ့ဦးလေး။အဲဒါဦးမြအောင်တို့တူရင်းနှစ်ယောက်ကလေအချောင်းရာချောင်းလေးကိုပြောဆိုပြီးတော့ရွာနဲ့ခလန်လန့်မှရှိတဲ့နှမ်းကင်းစီကိုသွားနေတော့တယ်။မင်းငါလေတွေလုတော့မှပဲစပားရာကြော်ထွက်တော်တယ်ကွာ။ဟိုတော့ကဆိုတရားတော်မထွက်ဘူးကွာ။ငားတဲ့ကောင်တွေကလည်းပေါ့တာပါတာပေါ့။ပြီးတော့လေလုတာလည်းမင်းလောက်မကျွမ်းကျင်ဘူးလေကွာ။ဦးလေးလေကလေကောင်းနေပြီ။ ကောက်ဆိုင်ရဲ့လဲခွက်ကျဲနေလို့သာစပားကမထွက်တာကျောက်ကောက်ဆိုင်သမားတွေကိုလဲခွက်ခတ်စိတ်စိတ်ဆိုင်ခိုင်းလိုက်တာအော်အေးတမန်းညက်တာလည်းပါတယ်ကွာဟုတ်တယ်ဦးလေးမိုးမှန်တာလည်းပါမှာပေါ့မင်းငွေလိုရင်ပြောတော့ငါတူဦးမြအောင်ကစပားချောင်းပြောရင်လည်းဇနီးဖြစ်သူပြောပြတာကိုအမှတ်ရသွားပြီးတော့ကိုတောင်းကြီးကိုအဲ့ဒီလိုပြောလိုက်တာကိုတောင်းကြီးကတော့သဘောရိုးနဲ့ပြောတဲ့ထင်ပြီးတော့သူ့ရဲ့စိတ်ထဲရှိတဲ့အတိုင်းပြန်ပြောလိုက်ပါတယ်ငွေကတော့အမြဲလိုနေရပဲဦးလေးရေ သားသမီးတွေကလည်းကြီးလာပြီမလားဗျမက်ကျင်နေပြန်ကောင်းနေလို့သာတော်သေးအေးဟုတ်တယ်မင်းမိမ့်မနေကောင်းနေလို့တော်သေးတာကိုတောင်းရင်ငွေအမြဲလိုနေတယ်လို့ပြောတာကြောင့်ဦးမြအောင်စိတ်ထဲမှာအလိုမကျသလိုဖြစ်သွားတယ်မကြမီအချိန်မှာတော့အလွန်အလွန်ကိုကောင်းမွန်တဲ့နှန်းငင်းကြီးစီကိုရောက်ရှိလာပြီဖြစ်တယ်အဲ့ဒီနှန်းငင်းကြီးကိုခြေပြရတော့ဦးမြအောင်ဟာသူ့ရဲ့နှပေးမှရှိနေတဲ့ကိုတောင်းကြီးကိုလက်မချပဲစကားဆုံးလိုက်တယ် တောင်းရေနှမ်းခဲ့ရတော့ကောင်းလှပါလားကွာငါအထင်တင်းအစိတ်တော့ပြေးမလို့လောက်ဘူးနော်ဟုတ်တယ်ဦးလေးတင်းအစိတ်လောက်ကတော့အตาလေးနေမှာအေးကွာနှမ်းစေးရလဲကောင်းနေကြတယ်ဒီနှစ်တော့တခါမှ အမျက်မရဘူးတဲ့နှမ်းအမျက်ရပြီပေါ့ကွာဥမြအောင်ကအလွန်ကောင်းမွန်တဲ့နှမ်းမင်းလေးကိုချိန်ပြီးတော့တော့ကိုဘီတီဖြစ်နေတယ်သူရဲ့စိတ်ထဲမှာလည်းအခုလိုကောင်းမွန်တဲ့နှမ်းနေရနေအနည်းဆုံးတင်းအစိတ်ပြေးမလို့ဘူးလို့တွေးရင်းနဲ့ညနာမှာအပြုံးရိပ်တွေတန်းနေပါတော့တယ် ပရိသတ်များရှင်ကျွန်မခုတင်ဆက်ပေးခဲ့တာတော့စာရေးသူမောင်တင်ဆက်ရေးသားထားတယ်။အောက်လန်းဘိုးထင်နဲ့တရဲတစီတပတ်ဆိုတဲ့ပထမပိုင်းအစဆုံးပဲဖြစ်ပါတယ်။ထပ်မံပြီးတော့လည်းဒုတိယပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။